ြင်ဖို့လိုတယ်အဲ့ဒါအတော့ပြင်ဖို့လိုပါတယ်ရှင်ပြီးလို့ရှိရင်ဖြက်ကတော့ကိုမိသားစုထဲမှာအမဲပေးတဲ့သူကမရှိတော့ဘူးဟိုဥပမာအဖိုးအွားပေါ့နော်မရှိတော့ဘူးမဲဆင်းထဲမှာပါနေသေးတယ်ဆိုလို့ရှိရင်ကိုအိမ်ဆောင်ဆိုကနေတွားပြီးတော့မှမဲဆင်းရဲ့နေရာနေဖြက်ပေးခြင်းအဖြစ်မဲဆင်းမှန်ကန်ရေးကိုပြည်သူလူထုအနေနဲ့ပူးပေါင်းဆောင်ရွက်နိုင်တာဖြစ်ပါလေရှင်။ဒါအဲ့ဒါလေးကအဖြစ်ပြင်ဖြက်ပါ အပထမအချိန်တော့ကျမတို့ဖြစ်ပြင်ဖြက်လုတ်ခဲ့ကြတဲ့ဟာကိုအခုဒုတိယအချိန်လဲဆင်းမှာအဖြစ်ပြင်ဖြက်လုတ်ထားတာလေအဟိုပါပေါ့ရှင်အမှန်လားဆိုတာပေါ့နော်ဒုတိယအချိန်မဲဆင်းထုတ်တဲ့အချိန်မှာကျမတို့အကြည့်ဖို့လိုပါတယ်အဲ့လိုကြည့်တဲ့အချိန်မှာကျမတို့ပါတီဝင်နေပါတီမှုဆောင်နေအဓိကကတော့ကိုယ်စားလှယ်လောင်းနေပေါ့ရှင် ကဲတော်လည်းမြေအရုံတွေ့ခဲ့တဲ့အချိန်မှာပဲလက်ရှိကျွန်မရောသောသက်ခိုင်တယောက်ကနေပြီးတော့မင်းအောင်နိုင်ကနေပြီးတော့ရွေးကောက်ပွဲရဲ့ဖယ်ထုတ်တဲ့86အထက်ကတယောက်ကိုပြန်ပြီးတော့အထက်ကိုပြန်ထည့်ပေးမယ်ဆိုပြီးဒီနေ့ထွက်လာတဲ့ပတ်သက်ပြီးအဲ့ဒီတယောက်ကသူဖြစ်ပါစေဆိုပြီးတော့လက်ရှိမှာဖယ်ရမှာဖယ်မှုတော်ထောင်ပြီးတော့ရခိုးနေရတဲ့တွေ့နေရပါတယ်အဲ့လိုပဲသူလည်းပန်းကုန်းကြီးဆွပြီးတော့မြို့တွေရန်တမ်းပန်းတန်းနဲ့ချင်းရယူထားပြောနေပြန်ပြီဗျာရန်ကုန်မြို့တွေကလမ်းပိသိညောင်းတောင်လေးတွေရက်စရာကားရက်စရာတောင်နေရာမရှိတဲ့လမ်းတွေကိုလမ်းပိတ်ပြီးတရားပွဲကျင်းပါအောင်အဲ့ဒီတရားတွေကရသွားတယ်လို့ဆိုမရဘူးဖုန်းကြီးကတော့တိန့်တရားကျော်နေရာရသွားပြီးအညာတော့ပြန်သွားတာပါ တို့တသက်လုံးမသိဘူးတဲ့ကားစီးပြန်သွားတာပဲအဲ့လမ်းအများပြည်သူပိုင်းလမ်းကိုပိတ်ပြီးတရားပွဲကျင်းပရနေအောင်မင်းတရားတော်တော်များသောက်တရားဖြစ်နေလို့လားသားလေးမင်းတို့တရားတွေကတော်တော်များတရားရှားရှားစရာအကောင်းလို့လားတိုင်းပြည်မှာဖြစ်နေတဲ့ဓမ္မနဲ့အာရမတော်မခွဲနိုင်တဲ့ကတုံးတွေကခမလမ်းပိတ်ပြီးတော့တရားပွဲကျင်းပပြီးတော့သိန်းနေရလောက်ယူသွားနေတဲ့ကတုံးတွေကငါကဘာထိုင်ကြရောမှာ သောက်ခွက်ကြီးပဲဖြတ်ထိုးလိုက်မှာဟိုမှာနေမျက်နှာပြောနေတဲ့စကားတိုင်းမှာပဲမေစုလက်ထက်တာမေစုတာဆက်ပြီးအုပ်ချုပ်မယ်ဆိုရင်နိုင်ငံဟာသာသနာပျောက်ပြီးတော့မူဆလင်ကြီးကြီးစုတဲ့နိုင်ငံဖြစ်သွားမယ်ဆိုပြောခဲ့မယ်လေမင်းအောင်လက်ထက်မှာတော့မင်းအောင်နိုင်ငံကောင်းရဲ့ဘုံကျမှုတော့အိမ်မှာရှိတဲ့ဖခင်စီမှာပျောက်ပြီးတော့ဘုံကြီးကရုံးတွေရဲ့လေဒီမှာဂျမားနဲ့အဓမ္မကိုမပြောရဲပဲနီးရတာကြောက်မင်းအောင်နိုင်ငံကိုတောက်ပြီးတော့ကရုံးတွေထိတ်မှမင်းအောင်နိုင်ငံရောက်နေတယ်ဆိုတဲ့အတိုင်းမှာပဲလုံးဝကောင်မှာပဲဘုံကြီးဘလောက်ကြဲကြဲမင်းအောင်နိုင်ငံကျဲသမျှဘုံဟာငါတို့ရဲ့ယူဆူနေတဲ့တရားကပန်းနေလို့ပဲဆိုပြီးတော့ အင်မှတ်နေတဲ့အနေအထားလည်းဖြစ်ပါတယ်။တောက်ကြီးမြန်မာနိုင်ငံရဲ့သာသနာရေးကတော်လေးကိုမှလူငယ်တွေရှားမှာစိုးရင်စရာအနေအထားကိုရောက်ရှိနေရလဲအမှန်ဖြစ်ပါတယ်။ဒေါ်လာမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးပေးတာမှာအများဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျစ်ရီဗော်လူရင်ချင်းရဲ့ညပိုင်းစီစဉ်လေးကပြန်ကြိုဆိုင်ပါတယ်။ဒီနေ့ကတော့နိုဝင်ဘာလ10ရက်နေ့ဖြစ်ပြီးတော့ဗီဒီယိုလေးတွေ reaction တွေတော့ပေးကြမှာတော့ယနေ့ညရဲ့နောက်ဆုံးရရှိသတင်းချို့ကိုအကျဉ်းချုပ်ဖော်ပြပေးသွားဖြစ်ပါတယ်။ရောင်းသွင်းတဲ့ပုံအနေနဲ့ကတော့သခိုင်းတိုင်းရှူဖို့မြို့နယ်နော့ပင်ရွာမှာစစ်တပ်ကဝန်ရောက်စီးနှင်းပြီးမိဒီစက်တိုက်ရှုပ်နေတယ်ဆိုတာကိုလည်း တဖုန်နေတော့လက်ရှိမှာတက်လာပြီဖြစ်ပါတယ်။ဒါဟာနိုဝင်ဘာလ10ရက်နေ့ဒီနေ့မနက်6:00နာရီမှာဝက်လက်မြို့နယ်စိုင်းနိုင်လေးရွာကနေပြီးတော့ခွဲထွက်လာတဲ့စစ်ကြောင်းဟာနှောပင်ရွာကိုစီးနေဝင်ရောက်ပြီးမိရှုဖြစ်စီခဲ့တာဖြစ်ပြီးအဲ့ဒီနဲ့ရွာချင်းဆက်နေတဲ့ရွာ6ရွာထီကိုတောက်လျှောက်မိရရှုနေဖြစ်ပါတယ်။ PDF တွေရွာတွေဆိုပြီးရှုတယ်။ပြည်သူတွေကပြည်နေတော့ထိခိုက်တော့မရှိပါဘူးလို့လည်းတတော်တော်သိရပြီးတော့လက်ရှိမှာတော့အဲ့ဒီမှာရှိတဲ့ရွာမှာရှိတဲ့ပစ္စည်းတွေကုန်လုံးကိုရသမျှနှိုက်ယူပြီးတော့ဖြစ်သမျှအရာအလုံးကိုလည်းမိရှုနေရနေထားလည်းဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းဟာအင်အားဟာတရားဝဲကန်ရှိပြီးတော့ တနက်ချောင်ရွာကိုလည်းဝင်ရောက်ဝင်တော့ခဲ့လို့သိရပါဗါဒိလည်းဘက်မှာတော့စစ်ကြောင်းဟာမူးပေါင်အတိုင်းတက်ပြန်ဆိုးခဲ့လို့သိရှိရပါတယ်ဒီစစ်ကြောင်းကနိုဝင်ဘာလအတွင်းမှာပဲဝက်လက်မျိုးနဲ့နောက်ချမ်းသာရှိတဲ့မူကြီးဟော်တာတမာကုန်းတရားဦးဖုံးဘူရွာတော်ဝန်းရွာရင်နဲ့ပြည်ပုံမျိုးနဲ့ဘုံပွဲရွာကနေအိမ်တွေကိုလည်းမြှို့ရှုဖြစ်စီခဲ့ဆိုတာလည်းသိရှိရပါတယ်အချိန်မှာတော့တပုတ်နေတက်လာမှာတော့လေးဦးမှာစေမကောင်းတာကောင်းပြီးတော့ဒီအနေနဲ့လည်းအညာဒေတာတစ်လျှောက်စကိုင်းဒေတာမှာလည်းဘလောက်ပဲမြှို့ရှုပြဘလောက်ပဲဘုံကျဲကျဲ ဟိုင်မာတဲ့စိတ်တဲ့ပြက်သားတွေရင်းရင်နဲ့အတွေ့ခေါ်ရင်းနဲ့ပဲအရှိချိန်ဒီမင်းအောင်နိုင်ကိုစန့်ကျင်နေတာတော့တော်တော်လေးဥမာကြီးကျူးစရာကောင်းနေတာလည်းပါတယ်နောက်ထပ်သတင်းမဟုတ်အနေနဲ့ကတော့လက်ရှိချိန်မှာရပောင်း60အတွင်းရွေးကောက်ပွဲစီယုံမဲဆွေမြောက်ကိုစတင်ပြုလုပ်ရင်းဖြစ်တဲ့အဲ့ဒီအတွက်အဲ့လိုစီယုံမဲဆွေမှုကြီးပြုလုပ်တဲ့ခါမှာတော့လုံခြုံရေးပြည်ရန်ဆိုပြီးပြူစောထီရင်နဲ့ စစ်ခွေးတွေရဲတွေအကုန်လုံးကနေပြီးဝင်ရောက်ပြီးပေါဝင်ဆောက်ရှောင်းနေတွေ့ရပြီးတော့ယူဆော့ဒီမှာဆိုရင်တော့ယုံလေးဥဆောင်တဲ့ယူဆော့ဒီလူမိုက်ဖွဲ့တွေကလည်းဝင်ရောက်ပြီးပေါဝင်နေကြောင်းနဲ့သိရှိရပါတယ်။ဒါကိုတော့လက်ရှိမှာပဋိင်းညာသိရှိထားပြီးတော့ယုံလေးဥဆောင်တဲ့ယူဆော့ဒီဖွဲ့က PPP ရဲ့ပြည်သူ့ပါတီကိုတဝက်နဲ့ပြန့်ဖို့ပါတီကိုတဝက်နှစ်ဝက်ခွဲပြီးတော့လိုက်လံပြီးတော့ဆောင်းရှောင်းပြီးလို့မယ်ဆိုတာသိရှိထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့တုံရှောင်းမှုကံမိတ်ကိုမကြောက်ရင်မှထုတ်လင်းနိုင်၍လူပညာရှင်များနဲ့ဆိုလိုများကိုစစ်ကော်မရှင်ကဖိအားပေးပြီးတက်တော့ရိုက် အကူအညီလှုပ်ခိုင်းနေကြောင်းလည်းသိရှိရပါတယ်။မြေကော်ဘော်ထောက်ခံရေးလို့ရှာမှုကမ်ပိန်းကိုရိုက်ကူးပရန်အကြောင်းအပြန်နဲ့မင်းသမီးဖွေးဖွေးမော်ဒယ်မင်းသားလင်းအောင်တို့ကိုတော့စစ်တကခေါ်ယူစစ်ဆေးမြောက်မှုလှုပ်ဆောင်ပြီးရိုက်ကူးရေးမှာပေါင်ဝင်ပါမယ်ဆိုတဲ့ဗတိခံဝင်လက်မှတ်ကိုပို့ခိုင်းပြီးတော့ပြန်လို့ပေးတဲ့ကြောင်းလည်းသိရှိရဖြစ်ပါတယ်။အရှိမတော့စစ်တရဲ့ရိုက်ကော်ဘော်ထောက်ခံတဲ့ကမ်ပိန်းတွေအတွက်နုပညာရှင်တွေအစိုးရတွေကိုပါစာသားမြတ်ကိုယူပြီးရိုက်ကူးရေးလို့ပေးနေရကြောင်းနဲ့လက်ရှိဖွေးဖွေးဖွေးမုံရွှေကြီးအိုင်သိမ့်ကြီးတိုင်ယွန်ဖူးအောင်ပေါင်ဝင်နုပညာရှင်များအများစုပေါင်ဝင်ကြောင်းနဲ့ ဖြစ်တဲ့ကနုပညာရှင်များကိုဖိအားပေးရမှာလဲပုံမှန်ညှိနှိုင်းမှာမဟုတ်ဘဲနဲ့အလုံးပြည့်ထန်သောဖိအားပေးမျိုးလှုပ်ဆောင်နေကြောင်းလည်းသိရှိရပါတယ်။ဒါတွေအကုန်လုံးကိုတော့ယုံလေးအကြံပေးခဲ့တာဖြစ်ပြီးတော့ပေါ်လို့ရိုက်လို့မရဘူးဆိုရင်သူတို့ကိုသူတို့ရဲ့အိမ်မှာပဲဖြစ်ဖြစ်သူတို့ရဲ့လက်ရှိရောက်နေတဲ့နေရာမှာဖြစ်ဖြစ်ရုပ်သံဖိုင်လေးတွေပို့ခိုင်းပြီးတော့အားလုံးကိုစူးစိပြီးတော့တင်ပြမယ်ဆိုတော့အကြံပေးခဲ့တဲ့သူကတော့တကယ်ဆရာကြီးယုံလေးကောင်ပဲဖြစ်ပါတယ်။နောက်တဲ့သတင်းပုံအနေနဲ့ကတော့လက်ရှိချိန်မှာမင်းအောင်လှိုင်းရဲ့စစ်လော်ဘီတွေဖြစ်တဲ့တခွေးတိုက်ကိုတောင်းကတော့ထောက်ခံနေတဲ့ဘောမတိုက်ကတော့ မိုးကုတ်မြို့ကိုပြန်လည်ဝင်ရောက်ဖို့ရည်ပြည်သူတွေကနေပြီးတော့အောင်မန်းအနေနဲ့ကြိုးစုံနေရပြီးဆိုပြီးတော့ဝါဒတွေဖြစ်မသိမကြခင်မှာပဲမိုးကုတ်တမျိုးလုံးကတန်မုံတွေထားပြီးတော့စစ်ကောင်စီလူမရှိတဲ့တရင်တွေထားဖွင့်တဲ့အခါမှာတော့အဲ့သချင်းတန်ကြီးကြအဲ့တန်မုံတွေတန်ကြီးကြပြီးဘောမတွေလည်းဒီပေါ်မှာဖြစ်ဖြစ်လူပြီးတော့ဒီကောင်စားတို့တို့ဖြစ်နေတာတော့တွေ့ရမှာဖြစ်ပါတယ်တရင်လေးမိုးကုတ်မှာကျေကျေလောင်ထွက်လာပါတယ်အဲကျွန်တော်လည်းအဲ့ဒါနဲ့ပတ်သက်ပြီးစုံစမ်းရပါတယ်မစုံစမ်းလို့လည်းမရဘူးလေဒါဘာဖြစ်လို့တန်မုံတီးရလဲဘုလို့ဆိုတော့တန်မုံတီးရဆိုတော့အာအတိတ်ပဲကဟိုကျွန်တော်27 2021နိုင်ငံအခင်းချင်းစတော့ဟာနဲ့ဆက်ဆက်နေတာပေါ့နော် ဆက်ဆက်နေတယ်ပေါ့အဲ့တော့တံပုံးတီးမိုးကုတ်မှာမနေ့ညတံပုံးတီးပြီးတော့တံပုံးတီးပြီးတော့သူဟိုစစ်တပ်ကိုမောင်းထုတ်တယ်ပေါ့ဗျာဆက်အနာရှင်မောင်းထုတ်တယ်စစ်တပ်ကိုမောင်းထုတ်တယ်ဆိုတံပုံးတီးကြတယ်စစ်တပ်ကဝင်လာမယ်စစ်တပ်ကဝင်မလာအောင်လို့မောင်းထုတ်တော့မကြိုက်ကြောင်းပြကြတယ်သဘောမျိုးပြောကြတယ်နော်သူသူသူတစ်ဖက်ပြည်သူတွေရဲ့ဖော်ပြချက်နောက်တစ်ခါဟိုတေသာဆန်းတို့စိုးသူရဇော်တို့ရဲ့သူတို့ရဲ့ video file သူတို့တင်တယ်သူတို့ Facebook မှာတင်တဲ့ဟာတွေအရာဆိုရင်အာဒီမိုးကုတ်ဒီလကန်တရားပေါ့ဗျာဒီကောင်သွားချောင်းနေတာအေးကိုသွားပြီးတော့တိတ်ပြီးကျွေးနေတာဒီကောင် ်အွန်လိုင်းဘက်ကသူတွေကိုစစ်တပ်ဝင်လာမအောင်မလိုလားတဲ့အတွက်ကြိုတင်ပြီးတော့တာဝန်ကြီးမောင်းထုတ်တယ်ပေါ့ဗျာဒီလိုမျိုးပြောခဲ့ကြတယ်ပေါ့ဒီလိုမျိုးဒီလိုမျိုးသူတို့ရေးတင်တာတွေ့ရတယ်တတိယဖြစ်တော့ဟိုစစ်တပ်က TNL နဲ့စစ်တပ်နဲ့ဆွေးနွေးလိုက်တဲ့ခါတပ်မတော်နဲ့ဆွေးနွေးလိုက်တဲ့ခါမှာ TNL သူတို့ဆုတ်ခွာမယ်လို့မိုးကောဆုတ်ခွာမယ်လို့သူတို့ပြောပြီးသွားပြီတီးပြီးပြီးသွားပြီ20ရက်နေ့က25ပေါ့နော်နောက်ဆုံးထားပြီးဆုတ်ခွာမယ်ပေါ့20ရက်နေ့မှာစဆုတ်ခွာမယ်25ရက်နေ့နောက်ဆုံးထားပြီးတော့မိုးကောကနေဆုတ်ခွာမယ်လို့ TNL တွေကဒီတပ်မတော်နဲ့ဆွေးနွေးပွဲမှာဂရိပြုခဲ့ပြီးတဲ့နောက်ပေါ့နော်အဲ့ဒီတိုင်းကြီးကြဲကြဲလောင်ထွက်လာပြီးတဲ့နောက်မှာ အဲမိုးကုံမြို့ကပြည်သူတွေကဒါမနေ့ကညအဲစစ်တပ်ကဝင်လာပေါ့မလိုလားဘူးဆိုတဲ့သဘောမျိုးနဲ့တံမုံတီးတယ်ပေါ့ဗျာအဲဒီလိုတံမုံတီးကြတယ်ဆိုပြီးတော့အဲစိုးသူရဇော်နဲ့ဟိုဒေတာဆန်းနဲ့နှစ်ယောက်ရဲ့သူတို့ရဲ့ Facebook တွေမှာရေးတင်ထားတယ်ပြီးတော့ပြည်ပြမီဒီယာတွေအဲ့ဒါကိုကူးယူဖော်ပြတယ်ဗီဒီယိုဖိုင်တွေနဲ့ဖော်ပြတယ်ပေါ့ဗျာအဲဗီဒီယိုဖိုင်တွေကတော့တံမုံတီးတဲ့ကလောက်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 တီးနေတဲ့အတိုင်းတွေကြားရတယ်ဒါပေမဲ့ဗီဒီယိုဖိုင်တွေမှာကျွန်တော်ကြည့်လိုက်တဲ့အခါကျတော့ဘယ်သူကမှ မြို့အပြင်အိမ်ရဲ့အပြင်ကိုထွက်ပြီးတီးနေတယ်မကြောက်ဘူးအိမ်ထဲကနေတီးနေတယ်လို့တော့ပြောတာပဲအိမ်ထဲကနေတကယ်တီးလာမအိမ်မြင်ထွက်တီးတီးအိမ်မြင်မရတီးနေမင်းနဲ့ပါဆိုင်လဲမင်းဟိုတီးမာတီးမာတီးလာဆိုရဲဟာကလည်းဒါစဉ်းစားချက်ဖြစ်တာဆိုတော့လူတွေကဗျာတံပုံးတီးတယ်ဆိုလဲအနည်းဆုံးတော့တချို့တွေဆိုရင်21ခင်းချင်းစတော့ဆိုရင်တံပုံးတီးတယ်ပေါ့တောထုတ်တယ်ဆိုတံပုံးတီးတယ်ဆိုရင်တချို့ဆိုရင်အိမ်ရှိဝရန်တာထွက်ပြီးဘလောင်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 းတီးကြည့်ရတီးကြတာဒီလိုတီးခဲ့ကြတာပေါ့နော်ဒါမဲ့အခုမိုးကကတီးရကြတော့လူတွေအပြင်ထွက်လာတာမတွေ့ဘူးအိမ်ထဲကနေတီးနေသလိုမျိုး ပြည့်ရက်တဲ့ကားတဲ့ကားနဲ့မျိုးတဲ့ဥပမောင်းပြတယ်အဲ့မှာတီးတဲ့အတန်းလေးကြားတယ်ပေါ့ဒါပဲဒါပေမဲ့ဓာတ်ပုံရိုက်ပြီးဗီဒီယိုရိုက်ပြတယ်ရှင်အဲ့ဒါပဲဘာမှဟိုတကယ်တီးသလားမတီးသလားကိုသူသိချာမသိရတဲ့မြင်ကွင်းမျိုးကြီးတော့ဖြစ်တယ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းဒါဟုတ်လားမဟုတ်လားဘာကြောင့်လဲကျွန်တော်စဉ်းစားစရာဖြစ်လာတယ်อืมမသိရင်မင်းကိုယ်တည်းမိုးကိုသွားပြီးစုံစမ်းလေမင်းမိုးကိုသွားရင်သွားလိုက်လေသွားပြီးစုံစမ်းကြည့်ပါလားကျွန်မမေးရင်မိမေတင်းတော့ကြည့်စို့အဲ့တော့စုံစမ်းကြည့်တဲ့ခါကျတော့အင်းစုံစမ်းကြည့်ရယ်တမုတ်တီးခိုင်းတာတီးခိုင်းတာပေါ့တီးတာပေါ့တီးခိုင်းတာလို့ကျွန်တော်သိရတယ် တန်ဖိုးတိခိုက်တာဘလို့တိခိုက်လဲဆိုတော့ဒီမြို့မြို့မှာကော်ဖီတဲ့သူတွေပေါ့ရောဒီမြို့မှာရှိတဲ့လူတွေအကုန်လုံးမိုးကုတ်ဒေသခံတွေ PDF တွေပြောထားတယ်ပေါ့နော်မနေ့ကတော့ပြောတယ်တဲ့ညဘက်ပေါ့နော်ညညကြလို့ရှိရင်ပေါ့နော်ညကြရင်ပေါ့အဲည၈နာရီလောက်ကစပြီးတော့ပေါ့နော်၈နာရီလောက်ကစပြီးတော့တန်ဖိုးတိရမယ်တန်ဖိုးတိရမယ်အဲမိုင်းနဲ့အရာလိုက်អော်ပြီးတော့អော်လန်နဲ့អော်ပြီးလိုက်ပြောတယ်တမုံတီးရမယ်10မိနစ်လောက်လိုက်ပြီးអော်လန်နဲ့អော်ပြီးပြောရဆိုရင်ငါတို့အဲ့ဗီဒီယိုပြလीအ ။နင်းကြောင်မပြရဲပဲနဲ့ချင်းချယူပဲစကနေရှောက်ပြောနေပြီးတော့အဲဆုံးတီးရမယ်။မတီးလို့မနေရမတီးမနေရဆိုတီးခိုင်းနေတယ်။အဲ့တော့မတီးမနေရလို့တီးခိုင်းနေခါဆိုတော့မြို့ရဲလူတွေအကုန်လုံးကမတီးလို့မရတော့ဘူးတီးရတော့။အဲကြောင့်မလို့ကြိုက်ကြိုက်မကြိုက်ကြိုက်ဒါမှမတီးပြရဘူးဖြစ်သွားတယ်ပေါ့နော်။ဆိုတော့ဟိုဘာခေါ်လဲဆိုတော့တို့ကတက်တဲ့ဘက်ကိုဒါဝါရဖြတ်မှုတော့ကိုမြို့ကန်တွေကိုတမင်တီးခိုင်းနေတဘောမျိုးမြို့ကန်တွေကိုအကုန်လုံးကတနက်တနက်ပြပြီးချိန်ချောက်ပြီးတီးခိုင်းနေတဘောပေါ့ဗျာ။အဲ့လိုမျိုးသွားတွေ့ရတယ်။ ဆိုတော့မလွန်သာနေတဲ့ခါကျတော့တီးရတာပေါ့တဲ့ဆိုမြို့ရဲ့မြို့ကန်အမ်ချို့တော့ပြောပါတယ်မြို့ကန်ချို့တော့ကျွန်တော်တို့ပြောပါတယ်အဲမလွန်သာနေတော့ခါကျတော့တီးရတာပေါ့ဗျာတီးရတော့ဆိုတော့အာဒီကောင်မြောင်းနေမြောင်းစားတော့မြို့ကန်ချို့တော့သူ့ကိုပြောရသေးတယ်ကြော်မြူးမြူးဆိုတဲ့ကောင်ကတကယ်ကောင်မှချင်းကြယူပြောင်းနေမြောင်းစားကောင်ပဲအဲ့ကောင်ခေါ်ပြီးတော့အဲ့မြို့ထဲထည့်ပေးပြီးတော့တံပုံးတီးတဲ့ဘေးမှာထိုင်ခိုင်းစမ်းပါဗျာနေရတဲ့ဝေဆိုင်ရဲ့ပေပန်းပွင့်ကနီးစကားတွေကိုကြားပြီးလေဖြန့်လင်ခမရတော့စောက်ပြရမရဖြစ်နေတဲ့တယ်ဗျာ ဘယ်တော့မှဘလောက်ဘသူကိုဘယ်အကောင့်ကနေလွှဲပေးခဲ့ရပါတယ်သူလုံးသမျှမှာခေါင်းဆောင်ကြီးများတွေမကဘူးတင်းတို့ရဲ့သာသမီမြေမြစ်တွေကိုပါဘလူတွေရှယ်ရာတွေပါပါပါနေကြတဲ့စသည်ဖြင့်ဇက်စုံခင်းပြလေတော့တာကော့ကြီးလေတမင်ကပ်ပြီးတစ်ဖက်မှာလဲအမိကျအမိစာတရောင်းစာငါပဲဖမ်းမှုလို့ဝေဖင်မီစင်းဤထရောက်နေတဲ့အရှင်တို့စီစီရင်ခွင့်ရမလားဆိုပြီးထူးချီလေးရဲ့အဲ့ဒါဟာအဲ့ဒါဟာကိုကျွန်တော်ပြောချင်တာ အဲ့ဒီမှာပေါ့ဖော်ကဖြစ်ကြောင်းရတဲ့ကုံစင်ဝေစင်ရဲ့ဝေဆန်းရဲ့ဖြောင့်ချက်ကိုတိုင်ရှုလမ်းကြောင်းကလေဟိုတပူကျင်ဆိုးစီပို့လိုက်တဲ့။ငကျင်ကတော့ဒူးလေးနဲ့ဖင်နှံ့လို့လီလာတဲ့ဘက်လှဲ့လို့ရွှေစိတ်တို့မညှို့လိုက်ပါနဲ့။အဲ့ဝေဆန်းတို့ပြောင်းလဲပြောင်းစားအောက်တန်းစားကအနည်းကြောင့်မလို့ငါကိုယ်တော်မြတ်ကြီးဒါကောကြီးကိုယ်တိုင်ဖတ်ပို့လိုက်တာမဟုတ်လားဆိုပြီးပြန်ပြီးအဲ့လိုအထာလေးနဲ့နတ်ပန်နှော့ပြီးချောတော်မူတဲ့ဗျာ။ဝေကတော့ ့လာတယ်လာပြီဖတ်မှာလဲ original ရန်ကုန်တန်ရဲ့ phi for ယူကွက်အောင်မှာတာခေါခင်ရမှာလဲဖုတ်လိုက်ဖုတ်လိုက်နေပြီရှာထုတ်ပြီးဘိုးတို့ပတ်သက်အာဥလိုတော့လည်းလည်းရက်ဖတ်နေရတဲ့အနေထားမဟုတ်လားဒီကြားတဲ့ဘုဒ္ဓဘုကျင်ဆိုးကကြံရမရမွေရမွေပူရကင်းမှောက်ကေကေဘက်ပေါ်ကတက်ရှင်ထရိုက်မှန်ချန်တဲ့နှမ်းတော့ကမကြိုက်တော့ပေါက်တဲ့နဖူးမထူးတဲ့ဇက်တွေခင်းတော့တာ ထိုင်နေအကောင်သာထသွားမှကျိုးမှန်သိဆိုသလိုပဲလုံးသမ ्या ကတော့ဒုက္ခတွေဖြစ်နေရကလိန်စိညမ်းစင်ရှေးကဖုံးအောက်ကပေါ်ဆိုသလိုမျိုးပဲပေါ့ဗျာခုခေတ်ဒါရိုက်တာကြီးများပေါ်ကားတွေဘလို့ရိုက်ရိုက်ဟုတ်ချင်မောင်ပစိုးချုံသလိုပဲမျက်နာကိုဘလို့ဖုံးဖုံးအောက်ကပေါ်လုံးမမလုံးပဲဟုတ်အမောစရာတော့လမ်းမေးချင်းပါတယ်လို့မျိုးပဲဆက်တာကမျက်ခွက်ကဆူပြီးတော့မျက်နှာကိုတပိတ်နဲ့အုပ်တော့ထိုင်တယ်လို့ပေါ့ဗျာတောက်ရက်တွေပြန်ပြန် အထက်လိုက်ကိုပွဲပါလိမ့်လူရင်းကိုပြောရရင်တာကော့လက်ထဲအချက်လက်တွေအကုန်ရှိနေပြီသားဘယ်လိုဘယ်၍ဘယ်မျှနှစ်စဉ်ဘာနာတော့ဆက်တာခဲ့ရတဲ့အကြောင်းလဖုတ်ချောက်ကိုဘလောက်ပေးခဲ့ရတဲ့အကြောင်းဝေဆန်းကြောင်းဟောင်းလောင်းကြီးကိုဖြစ်လို့ဗျတေလူကအကုန်ခွင့်ချတော့ကိုယ့်အချက်ကတော့ပက်ဆက်ဆိုသလိုဒီမှာတာကော့ရဲ့ strategy king ကအရေးပါလာတာတော့ပြောရအောင်ပေးတယ် တာကောတွေးကကြောက်ကိုယူမလားဇော့ကိုယူမလားဆိုတဲ့တိုင်မလာမှာလက်တွေ့မှာတော့ပိုတပူကျင်ဆူကိုပုံပါတဲ့လုံးဆူပြီမယ်လို့ပိုတပူကျင်ဆူကလွယ်လို့တခြားမရှိတဲ့တွေးဟန်နေတူပါတယ်ဘာလို့ဘက်မှာလဲရွာကမတီးရသေးဘူးအဟွာကြီးကရွာထိတ်အရင်ရောက်နေတယ်လို့မျိုးဖက်ဒရယ်အဝိုင်းမှာမစားရသေးဘူးအားလုံးကဝိုင်းကြီးပပတူဝေဖြစ်နေကြတာ မပြေးတော့လဲတန်ရာရှိတတိပေးလိုက်ပြရစီစီလုံးဘိုးကလုံးနေပြီတာကောနဲ့ ဒူးတင်ပေါင်တဲ့ပြောကြစတန်းဆိုကိုဘကအားမရှိမိလိုပဲဆိုပြန်ရမှုကြားဖြန်အကြောင်း ပြုပြီးငါတို့တွေစူးစီးကြတာဖြင့်ဟိုဒီငွေဦးကပေါင်ပွဲအညွန့်ဖူးတွေကဝေစီလို့ပဲဝင်ပွဲပွင့်ချက်တွေလမ်းဆန်းစီပင်လို့တပွင့်လုံးခွေးတော်လုံးကြိုင်ဆိုသလိုမြိုင်မြိုင်ဆိုင်ဆိုင်ကြီးကိုအိုးစီ ပုံပေါင်းတီးလို့ကိုယ်နဲ့အောင်ကားကြဖို့အချိန်ကတန်နေပြီ ဟောင်ပေတရင်ကိုထက်ပြီးထပ်ပြောရင်ချစ်သူရဲ့ချစ်သူရှိရှိချင်းချံကိုထော်ကိုင်းကတောက်ကောစီလွှဲပြောင်းပေးတော့မယ်ဆိုလို့တပူချင်းဆိုးရဲ့လူမချစ်သူတကောင်တော့ကိုကိုပင်ကြွားချမှာငုံငူကြီးထိုင်နေတယ်ဗျ။အဲဒီအချိန်မှာပဲပိုတပူချင်းဆိုးတယောက်ကတော့ရေရရာတွေပတ်ချနေလေရဲ့ကိုလေးကလည်းမြန်နန်းွယ်ကိုကိုတုံလုံးချွတ်ပြီးတော့ဝယ်လဲတော့အစ်လဲပေးတဲ့ကျိုးစင်ချေဖို့ကော်မတီလဲပါတယ်ဗျ။ AWG ဆိုခင်ဗျာပါတော့ပူထပ်ပြီးဖေကူကူနေရရှာလူရောဗုဒ္ဓဘုရင်ဆိုစောက်တီရမဲ့ကြံမိကြံရတွေလုံနေရပြီဆိုတာလေစင်သွားရင်လမ်းဖြစ်တယ်ဆိုပေမဲ့နိုင်ငံတကာကလည်းတိတ်မမြော်လင်းပါနဲ့ငါတို့ဘက်မှာငါတို့ပဲရှိတယ်ဆိုတဲ့အတိုင်းအမှန်ကန်ပဲအစ်စ်မှန်ကငါတို့ဘက်မှာငါတို့ပဲရှိတယ်မဟုတ်ဘူးမူမိပြန်ကာဖို့ဆိုရင်လေငါတို့ဘက်မှာငါတို့ပဲရှိတယ်အခြေခံလူအပ်ချက်ကဘိုင်ဘိုင် ကျန်တာကဥဆောင်သူတွေအပိုင်းဖြစ်နေတယ်။ကြာရနိုင်ငံကနေကျုပ်တို့ကဝိုင်းပြီးယုံညာမှုတာဟုတ်တယ်။တက်နိုင်ဆုံးကတော့အသက်ကိုစိုက်နေခြင်းပါ။တက်တွေကိုစိုက်ပြီးနေခြင်းပတ်စံတက်နိုင်သူကတော့ပတ်စံစိုက်ပြီးကြဘူးလို့။ဘာအကြောင်းနဲ့မှစိတ်ပြက်စရာမရှိမကြခင်မဲ့တရင်ကောင်းချုပ်နေလာနေဦးမယ်။ဟဲ့ရှင်ပါလေ။ဘာကြောင်းနဲ့များစိတ်ပြက်စရာမရှိဘူးဆိုတော့ဘောတော့ ကိုဝင်ပြောသွားဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲပါကြောင်းမှာစိတ်ပြေပဲနဲ့ဒေါ်လာမျိုးကိုလည်းကြုံကြည်စွာနဲ့ပဲ86ဖို့လို့ပဲကြောင်းနေရထမှန်ပြီးပြင်ချင်ပါလေဘက်ကနေပါဝင်နေတဲ့လူတွေရှိတယ်ဒီသားထဲမှာမှစစ်တပ်လက်အောက်ခံကျွန်းစိတ်ပေါက်နေတဲ့လူများကျွန်းခံလူစိတ်နဲ့ပြည်သူလူထုကြားထဲမှာကိုယ့်ရဲ့အန်တရာယ်ကိုမငဲ့ပဲနဲ့ပြောချင်ရတယ်ပြောလုပ်ချင်ရတယ်လုပ်နေကြတဲ့လူတွေလည်းရှိတယ်အမှုပညာရှင်တွေဆိုတဲ့အထက်မှာလည်းနှစ်ဖက်ကွဲသွားတာပေါ့ရှင်နော်ဒါတွေကိုဘောမတွေဘက်ကတော့အနေစိမ့်ပြဿနာလို့ တို့ကတက်မှတ်ကြပါနေ့ဒီချိန်ဒီနေပိတ်တွေကနေပိတ်တွေကဒီလိုမျိုးပြောနေတဲ့စကားတွေရှိတာပေါ့အဲ့တော့ဒီလိုမျိုးသူတို့ဆက်လက်ပြီးတော့တုံဆွဲနေတယ်သူတို့ပြောနေတဲ့စကားတွေကွန်မန့်တွေမှာကြည့်လို့ရှင်လေဒီအနေဒီ NLD မပိုင်မပြီးဘူးပေါ့ရှင်စစ်တပ်လိုပဲပေါ့ NLD ကိုကြောက်တယ်ပြဿနာပေါ့နော် NLD allergic ပေါ့အဲ့တော့ဒီလိုမျိုးနှစ်ဖွဲ့ကွဲသွားတယ်ဆိုတာဟာကျွန်တော်တို့တိုင်းပြည်ထဲမှာဖြစ်နေတဲ့ပြဿနာဟာအနေနဲ့အစိမ့်မဲ့ဖြစ်တဲ့ပြဿနာမဟုတ်ပါဘူး ဘောမာရီစစ်တပ်ထောက်ခံတဲ့လူတွေကတော့အနီအစင်းပြဿနာလို့ပြောတယ်ဆိုတာကသူ့ရဲ့အုံနောက်ထဲမှာညံမီတလောက်ပဲတွေးပြီးတော့ပြောနေတာဖြစ်ပါတယ်ဒီလောက်ပဲညံရီရှိတဲ့အတွက်ကြောင့်မို့လဲဒီလောက်တက်ဖြတ်နေတဲ့လူတွေကိုနာရခေါင်းမမသိအကြောက်လန့်မရှိပဲနဲ့နော်ဘာတချို့ဆိုလို့ရှိရင်ဘာမှမရဘူးပြင်းနေလွားနေရတာပဲဒီဒီလိုလူမျိုးတွေတောင်စစ်တပ်မှစစ်တပ်ဖြစ်နေတဲ့လူတွေရှိတယ်လို့ဘောမာလော်ဘီများပေါ့ရှင်နော်အဲ့ဒီလော်ဘီများတိလဲပဲ ဟာကျွန်တော်တောက်လျှောက်ကြားနေရမှာပေါ့ကျွန်တော်တို့ဒီ၅နှစ်တိုင်တိုင်ကလွန်ရေးကာလမှာအဲဘောမတွေစစ်တပ်အတွက်လုံပြီးလုတ်ပေးနေတဲ့လူတွေဖမ်းသွားပြန်ပြီဟာဆွဲသွားပြန်ပြီเนาะထောင်ချလိုက်ပြန်ပြီဒါကြားနေရတာပဲတကယ်ဥမာလော်ဘီကြီးသားတွေကိုတော့မှဆွဲခေါ်ပြီးတော့ထောင်ချတာဖမ်းဆီးတာတွေလုပ်နေရတာဒီလိုမျိုးကိုအလောက်ခံပြီးတော့ဒီလိုမျိုးမတရားမှုကိုဟုတ်လားမတရားမှုဆိုတာသူတို့ပြောနေတာပြောနေတာတော့မတရားမှုမဟုတ်ဘူးပြည်သူဘက်မှာမရက်တည်ဘူးပြည်သူအပေါ်မှာမူတည်တဲ့စကားတွေမဟုတ်ဘူးစစ်တပ်ကောင်စားရေးစစ်တပ်ထောက်ခံရေးကိုပဲအများအားအပေးနေတဲ့လူတွေဖြစ်တယ် ဒါပေမဲ့သူတို့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီလူလူတွေကိုစစ်တပ်ကဖမ်းသွားတယ်စကားလေးတစ်ခုမှားတာနဲ့ဝေဖန်တာနဲ့အပြစ်ပြောတာနဲ့ဖမ်းသွားတယ်ဆိုကြတဲ့ကဒါကသူတို့ဘလောက်ပဲဘောမမစစ်တပ်ဟာသူတို့ရဲ့စည်ရင်ထဲမှာဘောမလည်းမရှိဘူးဘလောက်ထိ lobby ပဲလုပ်ပြီးလုပ်ပြီးစစ်တပ်ရဲ့စည်ရင်ထဲမှာမရှိဘူးဆိုတာကိုထင်သာမြင်သာကိုပြနေအကိုထင်ပြနေတာဖြစ်ပါတယ်ဒီလောက်လုပ်ပြနေတာတော့မှဒီနေ့ဒီချိန်ထိစစ်တပ်မှာစစ်တပ်ဆိုတဲ့လူတွေကျွန်တော်တို့ကလေးစားရမလို့တော့ဖြစ်နေပြီเนาะအဲ့လောက်တော့300တလားလို့ လူဘဝမှာတခါတည်းလူပြစ်ခွင့်ရတဲ့အသက်ကိုဒီဘောမနေရင်းနဲ့ပဲအသက်အဆုံးရှုံးခံပြီးတော့ဘဝကိုဘာမှအကျိုးရလတ်တခုမှမရှိပဲနဲ့အသေးခံသွားမှလားလို့တော့မေးပြီးတော့လေးစားရမလို့တော့ဖြစ်နေပါဘူးเนาะအဲ့ဒီလောက်ထိတုံးလွန်ထုံထိုင်အလွန်းတဲ့လူတွေကိုကျမတသက်မှာလည်းမမြင်ဘူးပါဘူးတခြားနိုင်ငံတွေမှာလည်းအဲ့လိုလူမျိုးတွေမရှိပါဘူးကျမတို့နိုင်ငံကအဆိုးဆုံးဖြစ်ပါတယ် ဲ့လိုစစ်တပ်ရဲ့ရိုက်သွင်းခဲ့တဲ့အကြောက်တရားတွေစစ်တပ်ရိုက်သွင်းခဲ့တဲ့လူတွေရဲ့အုံနောက်ကိုအညွတ်တုံးသွားအောင်ထုံထိုင်းသွားအောင်လုပ်ခဲ့တဲ့ပညာရေးစနစ်တွေလူမျိုးရေးဝါဒဘာသာရေးဝါဒမှိုင်းနေမိပြီးတော့မှเนาะသူတို့ရဲ့ဘဝဟာပြပုံတွေကခွေးလို့တောင်ပြင်းတွေကခွေးလို့ဖြစ်နေတာပါเนาะဘယ်မျိုးလို့မျိုးနေမှမသိတဲ့မြစ်ထဲကခွေးတွေပေါ့ရှင်အဲ့ဒီလူမျိုးအနေထားမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်မပြောတာမလွန်ပါဘူးเนาะနဲတော်နဲပါလေဒီထက်ကြမ်းတမ်းတဲ့စကလုံးရှိ၃တင့်လာပါ၃၁ပုံမှာ ဟို32ပုံရဲ့အပြင်ဘက်ကလှူလေပေါ့ဘာသာစကားမရှိဘူးသူတို့ ਨੇ ပတ်သက်လို့ရှင်ဟာပါသူတို့ညံတုံးလုံးနဲ့ကိစ္စတွေကိုပြောပြတာဒီနေ့အဲ့ဒီလိုမျိုးအခြေအနေပေါ့ရှင်နော်ကျမတို့ဒီနေ့ဒီချိန်ထိတော်လန်ခဲ့တယ်တော်လန်ရေးကာလာ၅နှစ်မှာမြင်နေရတာတော်လန်ရေးဘက်ကလည်းဒါစီးရင်မှလည်းရှုံးနေတာရှိတယ်ကိုယ့်ဘက်ကနိုင်နေတာလည်းရှိတယ်တကယ်တော့တော်လန်ရေးနိုင်နေဆိုတာကကျမတို့ကတိုင်းပြည်တစ်ပြည်လုံးအဖိနှိတ်ခံရတဲ့အချိန်မှာဒီပြည်သူဟာငြိမ်ခံနေသလားဒီပြည်သူကဒီဒီပေါ်မှာကျေနပ်နေသလားဆိုတဲ့အပေါ်မှာဘလောက်ယာကင်တော့ တင်နှက်မှုရှိလဲဆိုတဲ့အပေါ်မှာသုံးသက်ပြီးတော့မှနိုင်နေရှုံးနေဦးဆုံးဖြတ်တာဖြစ်ပါတယ်တော်လိုင်းရင်နိုင်နေဆိုတော့ရုပ်ရှင်ကားတွေကလို့အရှင်ဆန်ဆန်တိုက်ပြီးတော့မှအလန့်ထောင်ပြီးတော့သမရအိမ်ကိုမောင်ပိုင်စီးပြီးတော့နိုင်သွားတာမျိုးကိုတကယ်လက်တွေ့မှာတော့ဖြစ်မှာမဟုတ်ပါနော်ဒါကလည်းရှာရှာရှာပါပါကြုံတော့ကြုံငယ်ကိစ္စတွေဖြစ်ပါဒီလိုမျိုးဖြစ်မယ်ဖြစ်ဖို့အတွက်လည်းဒါပြည်သူကအများကြီးပေးဆက်ရမှာပါဆိုတော့ဒီအာနာရှင်တွေကိုအာနာနဲ့ချုပ်ကင်ထားတဲ့လူတွေအကြောက်တရားနဲ့အများကြီးကြောက်လို့ဆိုကြောက်ခဲ့ရတာပဲလေနော်ဒီရဲဆိုတာနဲ့ကြောက်ရတဲ့ အရင်ဟိုစစ်သားဆိုတာနဲ့ကြောက်ရတဲ့အနေထားအဲ့ဒီလိုအနေထားရနေပြီလို့ပြည်သူဘလောက်ယာကိုင်းနှောင်းလောက်တော်လိုင်းမှာပါဝင်လာတယ်ဆိုတဲ့ဟာနဲ့ပဲအနိုင်ရှုံးကိုဆုံးဖြတ်တာဖြစ်ပါတယ်အဲ့တော့ကျမတို့တော်လိုင်းရတော့နိုင်နေပါပြီနော်နေမြေသိမ့်နိုင်မှနိုင်တာမဟုတ်ပါဘူးကျမတို့ပြည်သူလူထုရဲ့ခံယူချက်နဲ့ခံစားချက်ထုတ်ဖော်ပြသခဲ့တယ်အမှုနီးနဲ့ရောအကြမ်းနီးနဲ့ရောကျမတို့ထုတ်ဖော်ပြသနိုင်ခဲ့တယ်ဒီလောက်ဖိနှိပ်နေတဲ့ဂျားကဟုတ်လားပက်ပန်ရင်အောင် ထောင်ချတဲ့ဂျားကလိုက်ပေးရင်အောင်ထောင်ချနေတဲ့ ကောင်းဒီကျမကျမတို့ကကျမတို့ရဲ့တတ္တိပြတ္တိတွေနဲ့ခွန်အားတွေကျမတို့ရဲ့စံနာတွေကိုအနုနီးနဲ့တမျိုးအကျန်းနီးနဲ့တမျိုးထုတ်ဖို့ရဲခဲ့တဲ့တတ္တိသီတာပြည်သူဘက်မှာအပြစ်အဝရှိတယ်လို့ကျမကပြောချင်ပါတယ်အဲ့တော့တော်လန်ရေးကနိုင်ပါတယ်เนาะကျမတို့အခုတည်းကနိုင်ပါတယ်နေမြေနေမြေတွေမစိုးမိုးနိုင်သေးတဲ့ကိစ္စကတော့ကျမတို့ဘာတွေနဲ့တွက်တွက်ချက်ရမလဲဆိုလို့ရှိရင်เนาะတိုင်းပြည်ထဲမှာလို့တို့အတုံးပြုတ်ခွင့်ရနေတဲ့အာဏာကိုလို့တို့အတုံးပြုတ်ခွင့်ရနေတဲ့နိုင်ငံကြီးတွေကလည်းเนาะစစ်လက်နက်တွေကို ထုတ်ပေးနေလို့ရနေတဲ့ကောင်တွေနဲ့ကျမတို့ကပြည်သူလူထုရဲ့တပည့်တပြားသောအလူငွေလေးတွေနဲ့စစ်လက်နက်လေးတွေကြည်စံလေးတွေဝယ်ပေးနေရတဲ့အခြေအနေနဲ့ရှင်လိုက်လို့ရှိရင်တော့နေပြည်တော်စိုးမှုအင်အားကဒီလောက်မကောင်းဘူးရှင်နော်ဒါပေမဲ့လည်းဒီအခြေအနေကိုကျမတို့ကြော်ဖြတ်နိုင်တာတစ်ခုတော့တစ်ခုတည်းသောနေလန်းဟာအားလုံးစီးလုံးညီညွတ်ဖို့ပါပဲကျမတို့နိုင်ငံထဲမှာတိုင်းရင်းသားလက်နက်ကိုင်တွေ290တိုင်းတိုင်းရပ်တည်ခဲ့တယ်ဒီအခြေအနေဟာအခုရေးဖြစ်ပါတယ်တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လည်းဒီအခြေအနေကိုအခွင့်ကောင်းယူဝမ်းမဲ့အခြေအနေဖြစ်ပါတယ် နှစ်ခါပြန်မရတဲ့အခြေအနေမျိုးမှာကမ္ဘာပေါ်မှာဘယ်နေရာမှာဘယ်နိုင်ငံမှာမှဒါမျိုးဒီခေတ်မှာမရှိပါဘူး။တိုင်းပြည်လုံးတော်လန်လာတဲ့ခေတ်ဆိုတာဒီတစ်ခေတ်ပဲရှိပါတယ်။အဲ့တော့မြန်မာနေဦးတော်လန်ရေးကကမ္ဘာကိုလည်းရိုက်ခတ်နေပါတယ်အခုချိန်မှာကမ္ဘာကအာလစ်လူရှုထားတာတော့တပိုင်းပေါ်ရှင်နော်။ဒါပေမဲ့လည်းကျွန်တော်တို့တော်လန်ရေးဟာငါနဲ့ကြော်လာပြီဆိုလို့ရှိရင်ကမ္ဘာအကြီးဖြစ်သွားမှာပါ။နော်အဲ့တော့ပြည်လူတွေကိုပြောချင်တာကဘာမှစိတ်တက်မကြနဲ့ကျွန်တော်တို့လိုချင်နေတဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်ကကျွန်တော်တို့နေမြေတွေစိုးမိုးမှုမစိုးမိုးနေဘူးကပြဿနာမဟုတ်ဘူးကျွန်တော်တို့ဒီတော်လန်ရေးကိုဘယ်လောက်ထိရေရှည် ီကောင်တွေလက်နက်မချမချင်းဒီကောင်တွေအပြောင်းလဲလုံမပေးမချင်းကျမတို့ကဘယ်ချိန်ထိဆက်ပြီးတော့ကျမတို့ရဲ့အခွင့်အရေးကိုတောင်းနေရမယ်ဆိုတာကကျမတို့သွားရမယ်ပန်းတိုင်လမ်းကြောင်းဖြစ်တယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့ကတော့အားရစရာအတင်းလေးတခုတွေးလိုက်ရတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ငိုးကုန်မှာတန်ဖုံးတီးပြီးတော့နော်မကောင်းဆိုးဝါးတွေကိုမောင်းထုတ်နေတဲ့ဟာမျိုးတပိတ်မျိုးပြင်ပြီးတော့လှုပ်ရှားလာတာတွေ့ရပါတယ်ဒါအင်မတန်မှပြစ်ထောက်ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်နော်ပြည်သူတွေရဲ့စံနာပွင့်ထွက်လာတာထိုးဖောက်ပြီးတော့ထွက်လာတာဖြစ်ပါတယ်ဒီတန်ဖုံးတီးတဲ့ဖြစ်စဉ်တွေဟာ စစ်ကောင်စီရဲ့ဖိအားကြောင့်စစ်ကောင်စီမတရားလုပ်နေတဲ့လုပ်ရက်တွေတော့လူတွေကတော်တော်ငြိမ်သွားကြပြီမိုးကုတ်နယ်မြေမှာ PNL ကနေပြီးတော့စစ်ကောင်စီနဲ့သဘောတူညီစာချုပ်အပြစ်ခံရစေရေလုံလိုက်တဲ့အပေါ်နယ်မြေတွေပြန်ပေးရတဲ့အပေါ်မှာစစ်ကောင်စီတွေနော်စစ်အာဏာရှင်တွေမိုးကုတ်နယ်မြေတွေဝင်လာမှစိုးလို့တံပုံးတီးပြီးတော့ဆန္ဒပြကြတယ်ဆန္ဒထုတ်ဖော်ကြတယ်ပြည်သူလူထုကိုဒီနေ့ပြန်မြင်လိုက်ရတာဖြစ်ပါအင်မတန်အားတက်စရာကောင်းပြီးတော့မှ TNL ရဲ့အတွက်လေဒါပြည်သူရဲ့အချက်ပေးတံကိုကြားလိုက်ရတာဖြစ်ပါတယ်။ဒါဟာပြည်သူတွေလုံးတဲ့ကိစ္စပါပဲ ကျွန်တော်ပြည်သူတွေဟာအာနာရှင်နဲ့ပူပေါင်းပြီးအာနာရှင်လက်အောက်မှာအညက်ခံမယ်ဆိုတော့ခေါင်းဆောင်တွေဆိုလို့ရှိရင်ဘယ်လိုခေါင်းဆောင်မျိုးမကိုမဆိုကျမတို့စန္ဒာတွေထုတ်ဖော်ရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့ DNA LED เนาะမကြခင်ကမှထုတ်ဖော်ကြေညာထားတဲ့သဘောတူညီစာချုပ်လက်မှတ်အတော့ပြည်သူရဲ့တုတ်ပြန်မှုဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်ကျမတို့ပြည်သူတွေရဲ့အတန်ဟာဒီလိုမျိုးထုတ်နေရမှာဖြစ်ပါတယ်ဒါပေမဲ့မိုးကုတ်ကပြည်သူတွေကိုကျမပြောချင်တာကစစ်ကောင်စီဟာလေရင်သုံးပြီးတော့မိုးကုတ်ကိုအင်အားနဲ့ဖိလာနိုင်တာဖြစ်တဲ့အတွက်ဒီအချိန်မှာဘယ်လိုနေထိုင်ရမလဲဆိုတာကိုဂရုစိုက်ကြပါလို့ ဟောလမျိုးတွေအလုံးပဲဒီမှာတွေးခဲ့တဲ့အကြောင်းအရာလေးကတော့လက်ရှိအချိန်မှာကိုကိုမျိုးမှာသမုံဒီယာနဲ့ပတ်သက်ပြီးတော့လော်ဘီတွေကလည်းမဟုတ်ပါဘူးဒါဟာအတန်ပဲကြားရတယ်ရုပ်မြင်ရဘူးဆိုပြီးသူတို့ကလည်းတော့မကြည့်ဘဲနဲ့ဝေဖန်ပြောဆိုနေသူတွေကိုလည်းမသေးသေးရထောက်ပြတော့ရတာဖြစ်ပါတယ်အဲ့လိုမျိုးတော့ဒီဗီဒီယိုတော့လည်းဆုံးသတ်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်သတင်းတော့ဗီဒီယိုကျွန်တော်ရဲ့ကိုကြရိုရင်း channel လေးကိုလိုက်ရန် subscribe လုပ်လိုက် subscribe ပြီးပေးအောင်နေရကြည့်မြင်တက်လာသမျှဗီဒီယိုတင်းနေအားလုံးကြည့်ရဖြစ်ပါတယ်ဒေါ်လာမျိုးတွေအားလုံးပဲ HYB high ကိုကျွန်တော်ရဲ့ဗီဒီယိုမှာမြင်ရတဲ့နိုင်ငံမှာနေထိုင်တဲ့သူတွေအနေနဲ့ HYB high ကိုနှိပ်ခဲ့ပြီးရောလဲ အားပေးပြီးကြောက်ဘူးနေရာမှာထက်မှန်တောက်စုပြင်းနေပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အဆုံးနှချိပဲတုံးနေတဲ့အတူပဲကျေးဇူးတင်ရှိပါတယ်ဗျာ